ိုင်းမြန်မာနယ်စပ်မဲလာတစ်ဖက်ချမ်းကရင်ပြည်နယ်ဘက်မှာဒီမနက်တိုက်ပွဲဖြစ်ပွားတာကြောင့်ဒေသခံ400ကျော်ထိုင်းဘက်ချမ်းကိုထွက်ပြေးခေါ်လုံနေရပါတယ်။ဒီနေ့မေလာ15ရက်မှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ကရင်မျိုးသားကာကွယ်ရေးအဖွဲ့အစည်း KNDO အပါအဝင်ပူးပေါင်းတပ်တွေကဒရုန်းတွေအသုံးပြုပြီးစစ်ကောင်စီတပ်စခန်းကိုဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ထိုင်းနယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့ဝင်တွေပြောဆိုထားပါတယ်။ ပူပေါင်းတပ်ဖွဲ့တွေဟာစစ်ကောင်စီခလာရ24မော်ကဝီလီစခန်းကိုစခန်းသိမ်းနိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးအဲ့ဒီစခန်းနေရာဟာထိုင်းမြန်မာနယ်စပ်မဲလာနယ်စုကလျက်ရှိနေတာပါတိုက်ပွဲနှိကက်လာတဲ့အချိန်ကြောင့်ဒေသခံတွေဟာထိုင်းဘက်ချမ်းကိုပြေးလွှာတင်ဆောင်ခဲ့ကြရပါတယ်။လက်ရှိမှာတော့ထွက်ပြေးလာတဲ့ဒေသခံ442ဦးကိုလုံခြုံရေးနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီနေနဲ့ထိုင်းအာဏာပိုင်တွေကနေရာချထားပေးခဲ့ပါတယ်။ စီပီးရှောင်လာရသူတွေကိုထိုင်းနိုင်ငံတက်ခရိုင်ထက်ဆောင်ရံမြို့နယ်တွေကမေလဖျားကြောင်မှာ159ဦးနဲ့မဲဥဖလူဖုန်ကြီးကြောင်မှာ255ဦးတို့ကိုယာယီလုံခြုံရေးဆုံနှစ်ခုခွဲပြီးထရှိထားတယ်လို့ထုတ်ပြန်ထားပါတယ်ထိုင်းဆိုရအနေနဲ့ပြပလက်နက်ကန်တပ်ဖွဲ့တွေရဲ့အချုပ်အခြာအာဏာကျူးကျော်မှုကိုကာကွယ်ဖို့နဲ့နေဆက်ဒေတာတလျှောက်ရှိပြည်သူတွေလုံခြုံရေးကို24နာရီပတ်လုံးအပြည့်အဝသိကြစေဖို့ဆိုပြီး ထိုင်းမြန်မာနယ်စပ်မှာစစ်တပ်ကင်းလှည့်တာကိုတိုးမြင့်ထားဖို့နဲ့အရေးပေါ်အစီအစဉ်အရအထောက်အကူပြုလက်နက်တွေချထားဖို့ညွှန်ကြားထားတယ်လို့လည်းသိရပါဗျာ။